ပါတယ်ကိုညောအဲ့လိုကြီးလဲအားနေလေစူးပါလို့စူးပါလို့နေကြည့်ရောပတ်သက်မှုရှိနေတာရှိပါဦး Facebook တော့ program ဖြစ်ပါကိုကဒီလိုပဲပြောလိုက်တာပါပဲတီးဦးတော့ไอ้เกลียวเนี่ยฉี่ดาบ่บ่ลุซ่าอ่ะคือคุณจะด้วยเซลล์เซลล์โหเดี๋ยวไปเอาไปมาเออไปมั้ยไปมั้ยเด้แน่ๆโหกลับมาดูบ่ก่อน သူသူဘက်ကတစ်ဖက်တက်နေမှာပေါ့ဟုတ်တယ်မလို့ဘာလို့ဆိုကိုဟိုဟာလေကိုစံနဲ့ရောက်လာမှာတော့ဆွဲစီထားမှာမိရာဆုတ်ခံရမယ်လေဒါမျိုးအခွင့်ရေးဆိုတာနှက်ခါမှမရဘူး အဲ့မတို့ဆိုင်မှာအပြင်မှာတွေ့ဘူးတာเนาะဟုတ်တယ်ဟုတ်တယ်ဘာမှသုံးဆုံးဘူးတာသူ့ all လေးအော်ဘယ်လိုပြောမလဲ TV ထဲမှာဂျာနေနေ account သေးရလို့တာဒါပေမဲ့လုံးဝ structure အကြီးပဲအပြင်မှာတွေ့တော့ဆောင်းကသူ့ဆွဲဆောင်ရတာပေါ့ရှင်စသိမ့်ထားတော့ရမလားအဲ့ချင်ဟုတ်တယ်ဟုတ်တယ်တပြန်ပြန်ပဲအဲ့ညာလိုက်လိုက်ရတာအဲ့ဟုတ်တယ်ရှင်အာအနာစရာဟမ်ဘန်တကွာအဲ့လိုပေါ့ rose gold အဲ့ရှင်အရန် all rose gold လို့ပြောရမယ် ပီဆိုဒ်ဘလာဘလာတရားကိုတွေ့ရအောင်အဲ့ဒါမသိဘူးဗျာเนาะဟုတ်တယ်အပီဆိုဒ်ရိုက်တာပဲအပီဆိုဒ်တွေဘလာဘလာတနေ့ကိုလေနှစ်ခုစာလောက်ရိုက်တာသူတို့တရားမမှန်တာအဲ့ဒါကြီးဟုတ်တယ်သူဆိုလေအကြာကြီးရဘလောက်မှပြန်ရတာလေဟုတ်တယ်တော်မူကြုံတယ်နေ့ခင်းနေ့ရောက်တာည10နာရီလောက်မှအဲ့မှာမှပြန်ပြောနေရလေကျွန်တော်လည်းသူလည်းပြောနေရညီကောင်မောင်မားတွေလို့ဖြစ်နေတယ်အဲရောအာကျွန်တော်တော့ပြည်စုံနေရပါဗျာကျွန်တော်ပါပြည်စုံသွားတော့ငြင်းပြောနေရ အဲ့တော့တခါဘွားမှာအဲ့လိုကောင်မလေးချောင်းနဲ့မခဲဘူးဆိုတော့အိုင်းညာခဲလိုက်ခါစီရောလည်းပြေးလိုက်ရအောင်ဟုတ်ပါမိကိုချင်းတွေတကယ်အညူတကယ်သူ့လဲမထည့်ထားမဝင်ဘူးဆိုပြီးတော့သူ့ဘုံပေါ်လေးပဲတော့လာဟုတ်တယ်မဝင်တော့ဘူးဆိုမှပဲเนาะဟုတ်တယ်ဥစားဆိုအရင်မောင်းပေါ့ဗျာမဟုတ်စုရဲ့အဓိကအတီးပြောရမယ်ဆိုလို့ရှင်စုရဲ့ဒီဟာသညာရွှေမှုကတော့ အာစုရဲ့ဒီစကလုံးထွက်မှုပေါ့နော်အဲ့ဒါတွေကတော့ဆွဲဆောင်မှုအရှိဆုံးပဲနောက်တစ်ခါတော့အရန်မောင်းရဲ့အဲ့လိုဝစ်စားဆင်လိုက်ရင်ကြွလာတဲ့အလှတွေပေါ့နော်အဲ့ဒါတွေတော့ဆွဲဆောင်မှုရှိရအောင်ဟုတ်ပထမအောင်ဆုံးပြရတဲ့အပိုင်းကမနီးရမှကြည်ရတာအခုနောက်ထပ်အပိုင်းကအဲ့စကားတွေလေးလင်းလင်းရပါဖြစ်တယ်အဲ့ဒါကြီးမသိဘူးမပြအောင်ဘတော်လို့သိပါပြီလို့ဒီချက်ပို့ဆိုးတာနေအများကြီးလာအောင်ပါအကြီးကျယ်ပြောကြတာတယောက်နဲ့တယောက်အားမနာဘူးတော့ အကုံလေးတယောက်ချင်းစီမှာမိုင်းစ်တစ်ခုစီပါတယ်ကင်မရာမန်တယောက်စီပါတယ်အကုံလိုက်ရိုက်ပါတော့လုံးဝမလွတ်စေရအတင်းပြောနေတာတော့ပါပါတယ် so ဒီ program မိတ်ဆက်တာကိုသိတယ်နောက်ကျတော့ဒါ writer ကနေပြီးတော့လှမ်းပြီးတော့ရိုက်ဖို့ကမ်းလှမ်းတာအချိန်မှာအဲအဲ့လိုစိတ်ဝင်စားရတယ်ပေါ့နော်ဆိုတော့အဲ့နဲ့ကျွန်တော်လည်းဝင် join ဖြစ်တာပေါ့ပြီးတော့အဲ့ရိုက်ခွေးရောက်တဲ့အချိန်မှာကျွန်တော်ရဲ့ပျော်ရွှင်မှုတွေကအများများတယ်ပြီးတော့ကျွန်တော်အခြေအနေတော့ဒီ program မှာကတချင်းကတအားမြူးနေတယ် ကျွန်တော်တောင်းလျှောက်ကကျင်နေရအဲ့လိုဖြစ်နေရဒီဝင်လာရဲ့တန်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 ဆိုတော့အဲ့ကဲကျွန်တော်ဒရိုက်တာအဆင်ပြေသလိုဝင်ဆိုတော့ကျွန်တော်လည်းအဆင်ပြေသလိုကပြီးတော့ဝင်လိုက်တာပေါ့နော်ဆိုတော့အဲ့တချင်းကလည်းကျွန်တော်အများကြီးပျော်ရှင်စေတယ်ပြီးတော့ဒီနမိမဲ6ရောင်းလုံးကလည်းတအားပျော်ဖို့ကောင်းတယ်အဲ့လိုကြီးရတယ်အဲ့လိုအဲ့လိုအဲ့လိုကြောက်နေကြောက်လဲတော့အဲ့လိုအဲ့လိုပြောနေရလေးဒါတော့ပြောကောင်းလဲစားပြောကောင်းဒီသူ challenge မှာပဲပြောရတာပါ channel challenge တွေอ่ะ စင်ပြေပါတယ်ကိုညောအဲ့လိုကြီးလဲအားနေလေစူးပါလို့စူးပါလို့နဲ့ကြည့်တော့ပတ်သက်မှုရှင်ရတယ်ရှိပါဘူး Facebook တောင်ပရမဖြစ်ပါဘူး။ကိုကဒီလိုပဲပြောလိုက်တာပါပဲ။ဟမ်။ခဏလာတာဆိုတော့ခဏလာကိုကသိဦးတော့။အဲ့ကလေးတော့နည်းချေတာပေါ့ဘာလို့စအာမှာ။ကိုညတွေ့စေ။ဟုတ်တယ်။ဒီကလာချောင်းဟုတ်တယ်။သူသူဘက်ကတစ်ဖက်တက်နေမှာပေါ့။အဲ့။ဒါပေမဲ့စူရဘူးတော့ဘယ်တော့ခဲ့လို့ချက်ချင်း။ဟုတ်တယ်မလို့ဘာလို့ဆိုတော့ကို ဟိုပါတယ်ကိုချန်နဲ့ရောက်လာမှာတော့ဆွဲစီထားရမှာမိရဆောက်ခံရမယ်လေဒါမျိုးအခွင့်ရေးဆိုတော့နှစ်ခါမှမရဘူးအဲသမီးကတော့ဒီတိုင်းပဲပြောလိုက်တာသူကတော့ခုချိန်ထိပဲရင်းနေနာနာဆိုလဲစတဲ့စိတ်နဲ့ပါပဲဟုတ်သူကအလိုပါအလိုကြီးမဟုတ်ပါဘူးကိုကြိုက်နေလို့သူလဲဟိုစတဲ့စိတ်နဲ့ပါပဲအလိုပဲရှိရပါ စားကြပါအာဒီ show like ကနေပဲလွှင့်ပါပါ show like application လေးကို download လုပ်ထားပါလို့သူတို့ရဲ့ဒီ73ရက်နေ့မှာလွှင့်မယ်ရှင်73ရက်နေ့မှာ glitter bitter သူတို့6ရောင်းနေတူပေါ့နော်မင်းသားစီတူဝင်ရလဲတခန်းတခန်းသာပိုင်ဝင်ထားပါရဲ့ရှင်ကျေးဇူးအပေးကြပါလို့ဟုတ်အာဒီ show like ကပြမယ် glitter bitter show လေးကတော့ဒါလုံးဝမြန်မာနိုင်ငံမှာပြည်သက်တွေပထမဆုံးတွေ့ရမယ်နမိမယ်6ရောင်းရဲ့ခုနတိစာလေးကွာနော်ဟုတ်တယ်အရင်ဆွဲတော်မှုရှိရဲ့ အဲနောက်ပြီးတော့အပျော်တွေလာမယ်အငိုးအလွန်အငိုးတွေပါပါသေးရနော်ဆိုတော့ယတ္တမျိုးတို့ခံစားရမယ်ဒါပြီးတော့ reality show ဖြစ်တယ်ဆိုတော့ပြိသက်အတွက်ကိုကျွန်တော်တို့ယတ္တမျိုးစုံပြီးပြီးတော့အရန်ကြည့်ကောင်းမယ် show လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ issue အားပေးပါလို့ပြောချင်ပါတယ်ပြီးတော့ဒီနမိမယ်6အောင်လုံးလည်းချစ်ပေးကြပါကျွန်လည်းရန်ချစ်ပါတယ်တို့6အောင်လုံးကတကယ်စပြီးတော့တွေ့တဲ့အချိန်မှာကျွန်တော်ပျော်ရွှင်မှုတွေအများကြီးပေးတယ်ဒါလည်းကြောက်နေတယောက်ကတယောက်တယောက်တယောက်ချင်းစီမှာချစ်ဖို့ကောင်းတဲ့ချက်လေးရှိနေပါတော့ တော့ကျွန်တော်ဒီ show ကိုရိုက်ခဲရတာကျွန်တော်အရင်ပြောခဲ့ရပါတယ်ဆိုတော့ကျေးဇူးများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာဟုတ်